Facebook စာမျက်နှာမှာရှိတဲ့အကြောင်းအရာအပြည့်စုံကိုဖတ်ရှုလို့မရနိုင်တာဖြစ်နိုင်တယ်လို့ကိုတင်ထားတဲ့ post တွေကလည်းတခြားသူတွေစီမှာမှန်မှန်ကန်ကန်မပေါ်တာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်မြန်မာဘာသာစကားကိုဇော်ကြည်နဲ့ထည့်သွင်းထားတဲ့အကောင့်နည်းမြေတွေဟာလည်းမမှန်ကန်ကန်မပေါ်နိုင်တာတွေရှိနိုင်တယ်လို့သိရပါဗျ။ဒါကြောင့်ဖုန်းထဲမှာဘာသာစကားစက်တင်ကိုပြောင်းလဲကြဖို့တတိပေးထားပြီးဖုန်းကီးဘုတ်ကိုလည်းပြောင်းလဲဖို့နဲ့ဇော်ကြည်နဲ့ရေးသားထားတဲ့အကောင့်အမည်ကိုပြောင်းလဲဖို့ Facebook ဟဲမှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ရေးသားဖော်ပြထားပါဗျ။ မြန်မာနိုင်ငံမှာ Unicode ဆန်စနစ်ကို2019ခုနှစ်တုန်းကစတင်ပြောင်းလဲအသုံးပြုလာတာပါရှင်။မန္တလေးတိုင်းဒေသကြီးမလိုင်မြို့နယ်မှာမီးပြက်နေတာ10ရက်ကျော်ကြာနေပြီဖြစ်ပြီးလျှက်စစ်မီးမရတာတွေကြောင့်တောက်သုံးရီပြက်လက်တာနဲ့နေထိုင်စားတောက်ရီခက်ခဲနေတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။ဇွဲသစ်သတင်းပေးပို့ထားတာပါရှင်။မန္တလေးတိုင်းဒေသကြီးမိချီလာခရိုင်မလိုင်မြို့နယ်မှာဇွန်လ3ရက်နေ့ကစလို့ တစ်မျိုးလုံးအတိုင်းအတာနဲ့လက်စစ်မီပြတ်တောက်နေတာကြောင့်မြို့ပေါ်ရက်ွက်အားလုံးနဲ့ကြီးရွာတွေကဒေသခံတွေသာသုံးရပြက်လက်တာနဲ့နေထိုင်စားသောက်ရအခက်အခဲတွေကြုံနေရတယ်လို့သိရပါတယ်။ဇွန်လ3ရက်နေ့ကမလိုင်မြို့နယ်ရုံးစီကြီးကျွတ်အနီးဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးမလိုင်တောင်သားကိုချိတ်ဆက်ထားတဲ့လက်စစ်တားပေးလိုင်းတွေပြက်စီးသွားခဲ့တာကြောင့်အဲ့ဒီနေ့ကဆက်လို့လက်စစ်မီမရတာဆယ်ရက်ကျော်ကြာသွားပြီလို့မြို့ကန်တွေကပြောပါတယ်။ အခုမီးပြတ်တာတော့မလိုက်မှာတော်တော်ဆိုးနေတာပေါ့နော်ဘာလို့ဆိုတော့ဒီတစ်မျိုးလုံးအတိုင်းတာနဲ့ပြတ်တာဆိုတော့ကြတော့အော်ဒီအိမ်တိုင်းမှာတော့အခက်ခဲတွေအများကြီးဖြစ်နေတာပေါ့နော်မြို့ပေါ်မှာရှိတဲ့ရက်ွက်တွေအလုံး ဟိုပြက်တာပေါ့နော်ကျွန်တော်တို့ဒီရက်ကွက်ကလည်းအာဒါမျိုးပေါ်ပါပဲဆိုတော့အမီကတော့ပြက်တာပဲအခက်ခဲကတော့ဗကြိုတင်စူဆောင်းထားတဲ့လူမရှိတော့ကြတော့အခုမလိုက်မှလည်းမိုးရီကတော့ချောက်ရွာနေတာဆိုတော့လေထင်းနေဆိုလို့ရှိရင်လည်းထင်းနေဆိုကုန်လို့အလိုတင်းပြီးထင်းနဲ့ချက်ရတာတွေရောပြီးလို့ရှိရင်မီးသွေးတွေလည်းဝယ်ပြီးတော့လိုချက်တာပေါ့နော်အရင်ထက်တော့ပို့ပြီးတော့အလုံးရှုပ်သွားပေါ့နော်ဒီမီးပြက်တော့ကြတော့ချက်ပြုတ်တာဟာကလည်းတော်တော်ခက်ခဲဖြစ်တယ်ရေချိုးတာဘာညာတောက်ရေသုံးရေပေါ့နော်အဲ့ဒါလည်းတော်တော်အဆင်မပြေဖြစ်တယ်ဟုတ် အသက်ကြီးရွယ်ဟိုတွေကလေးငယ်တွေညာဘက်တွေအိမ်မပြောတာတွေဒါမှတ်လိုက်ဆိုတာလည်းအညာပဲလीအညာဆိုတာပူလာဆိုတော့ဒီအပူတန်းခမ်းတာပေါ့နော်အဲ့တော့ရိုလာထက်ပို့ပြီးတော့ပင်ပန်းတဲ့အခြေအနေတွေပေါ့နော်ဒါလျှက်စင်ပြီးမရတဲ့အခြေအနေတွေကြောင့်အဲကြောင့်အဓိကတော့လျှက်စင်ပြီးပြန်ရအောင် လုပ်နိုင်ရင်တော့အကောင်းဆုံးပေါ့ခင်ဗျာမလိုင်မြို့နယ် EPC ရုံးကတော့၃ရက်လောက်မီးပြတ်မယ်လို့ကြေညာထားပေမဲ့မီးမလာတာ၁၀နီးပါးရှိသွားပြီလို့မလိုင်မြို့နယ်အမှတ်၃ရပ်ကွက်မှာနေထိုင်သူတယောက်ကပြောပါဗျာ မလိုင်မျိုးပေါ်ရှိ အမတ်နှစ်အမတ်သုံးအမတ်လေးအမတ်ငါးရက်ကွက် ရေစင်မာကဇိဝေကံရက်ကွက်ပန်းအိုင် ထထော်စတဲ့ကြွေရီမှာလက်စီမီမရတာကြောင့်ဖုန်းနဲ့ internal line ဆက်သွယ်ရေးတွေအခက်အခဲရှိနေတယ်လို့ဆိုပါရယ်လက်ရှိမလိုင်မျိုးနယ်အတွင်းရေပြက်လက်တဲ့အိမ်တွေကိုစီပင်ကားနဲ့မိသားကားနဲ့ရေပေးဝင်နေပြီးစီပင်ကားတစ်ခါခေါ်ရင်ကျပ်သုံးသန်းငါးနဲ့၅သန်းအထိပေးရတယ်လို့ဆိုပါရယ်ဒေသခံကိုစား DPP သတင်းထောက်ကပြောပြပေးမှာပါ ကျမတို့မျိုးကမီးပြက်ပြီဆိုတာနဲ့အဓိကဒုက္ခရောက်ရတာကရေပေါ့စီပင်ကနေတွေ့ရတာဆိုတော့မီးမလာရင်ရေမလာတော့ဘူးရေရင်းရှိတဲ့အိမ်ကလည်းရှားတယ်စီပင်ရေကိုပဲအားကိုးနေရတာလေတောက်ရည်တအားခက်ခဲလို့ဗလငါးတန်းအတင်းကကားနဲ့ရေတွေလိုက်ဝေပေးနေရတာလေမီးပြက်တာကမလိုင်းကိုဆက်သွယ်ထားတဲ့ကျိုးတွေပြက်ကျသွားတယ်လို့သတင်းတွေကြားထားတယ်တော်လိုင်းကြီးသမားတွေစိုးမိုးထားလို့စစ်တပ်ရော EPC ရောသွားမပြင်းဘူးလို့လည်းပြောနေကြတယ် EPC ကတော့၃ရက်လောက်ပြတ်မယ်လို့ကြေညာတယ်လေအခုကတော့တစ်လလောက်ဆိုပြီးလဲကြားနေရပြန်ကုန်လူမှုဒုက္ခတွေကပိုပိုကြက်တဲနေတာဆိုတော့လျှက်စစ်မီပြန်ရဖို့အားစိုက်စေချင်တာပါပဲမီးမလာတော့မီးသွေးထင်းနေတုံးရတယ်ချိုးရည်ဆိုလဲကုသိုလ်လုပ်တဲ့အိမ်ကိုတွားချိုးရတာပေါ့နော်ဖုံးအားသွင်းတာကအစမီးဆက်နှိုးပေးတဲ့အိမ်ကိုပဲအားကိုးနေရတာ လိုင်မြို့နယ်ဟာတော်လိုင်းအကောင့်နဲ့တောင်တာနထိုးကြီးစားတဲ့မြို့နယ်တွေနဲ့နန်းနမဲချင်းထိဆက်နေပြီးမလိုင်မြို့ပြင်ကျေးရွာတွေမှာနေစဉ်လိုလိုလက်နက်ပစ်ခတ်တန်တွေလေရင်တန်တွေပောက်ကွဲတန်တွေကြားရတယ်လို့ဒေသခံတွေကပြောပါဗျ။ဇွန်လ17ရက်နေ့ကလည်းမလိုင်မြို့နယ်ရှိပန်းအံရွာကို PDF တွေဝင်ရောက်စီးနင်းခဲ့ပြီးစစ်တပ်ထောက်ခံသူတရအသက်ခံခဲ့ရကလေးယောက်ဖမ်းဆီးခံခဲ့ရကြောင်းဒေသခံတွေစီကနေသိရပါဗျ။နေစဉ်နေရုံလာပြည့်နေ့ရောက်တိုင်းကျင်းပလေးရှိတဲ့မလိုင်ပန်းအံဖျားဘွက်ကိုလည်း ဝါဆိုလာဇန်းနရနေ့အထိရက်ရွှေ့ထားရလို့သိရပါဗျ။ကျွန်တော်ဇွဲတစ်ပါရန်ကုန်နဲ့ဗိမ်းမြို့နယ်တွေမှာစစ်မှုရန်အပတ်စဉ်၁၄ရက်အတွက်ဂျွန်လ၃၃ရက်နေ့ကနေစတင်ပြီးလူငယ်တွေကိုတနင်္လာနေ့ကျောင်းနေစီပို့နေတယ်လို့စစ်မှုရန်စင့်ခေါ်ရင်းနဲ့နှိဆက်သူတွေကနေသိရပါဗျ။ တင်းနှင်းသားဤတိုင်းထဲမှာရှိတဲ့လူငယ်တွေကိုကံယိုရန်စစ်ဌာနချုပ်ကဗိမ့်မြို့နယ်မှာရှိတဲ့နေမြေကန်တရင်ကနေတဆင့်ပလောင်မြို့အမှတ်7တမ်းမြင့်တန်တန်းချောင်းကိုပို့တယ်လို့စစ်မှုရန်စင်ခေါ်ရေးနဲ့နှိဆက်တဲ့သတင်းရင်းမြစ်က DVV ကိုပြောပါရယ်ရန်ကုန်တိုင်းထဲကလူငယ်တွေကိုတော့စစ်ကောင်စီကဂျွန်လ23ရက်နေ့မှာစခတာတတကကတခြေလင်းအကုံနဲ့ကုတ်ခမ်းပညာနဲ့အားကစားသိပ်ပံတန်တန်းချောင်းနေစီကိုပို့ခဲ့တယ်လို့ရဲမော်တပ်နယ်နဲ့နှိဆက်တဲ့သူတွေစီကနေသိရပါရယ် ဂျွန်လ6ရက်နေ့ကစစ်မှုရန်အပတ်စဉ်17ကိုအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလွှဲလို့ကျန်တိုင်းစစ်ဌာနချုပ်73ခုမှာတင်နန်းဆင်းခဲ့တာဖြစ်ပါတယ်။စစ်ကောင်းဆောင်ကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကပြည်သူ့စစ်မှုရန်ဥပဒေကိုအသက်သွင်းပြီးတဲ့နောက်မတ်လ28ရက်နေ့မှာစတင်တင်နန်းပေးခဲ့ပြီးအခုဆိုရင်တော့အပတ်စဉ်14ထိရောက်လာပြီဖြစ်ပါတယ်ရှင်။ ရန်ကုန်မြို့တငန်းကျုံမြို့နယ်မှာဘေးတွဲဆိုင်ကယ်တွေဟာဖမ်းဆီးတာမခံရအောင်စစ်ကောင်စီဖွဲ့စည်းထားတဲ့ပြည်သူ့လုံခြုံရေးအဖွဲ့တွေကိုဝင်ပြီးအဖွဲ့ဝင်အင်ဂျီတွေကိုဝစ်ဆင်ရတယ်လို့သိရပါဗျ။နတ်ပြရောင်အင်ဂျီရဲ့ကြော်ဘက်မှာအဖွဲ့ဝင်နမတ်နဲ့အဲ့ဒီအဖွဲ့အမည်အတူကောက်ပါတာလာခရစာသားရိုက်နှိပ်ထားပြီးအရှိဘက်မှာတော့စစ်ကောင်စီလက်ခံထားတဲ့နိုင်ငံအလံတစိ့ကိုရိုက်ထားပါဗျ။အဲ့ဒီအင်ဂျီတွေကိုရက်ွက်ယုံမှာငွေပေးသွင်းပြီးတော့ထုတ်ယူရတာဖြစ်ပြီး အင်ဂျီဝတ်ထားရင်မဖမ်းဘူးလို့ဆိုတဲ့အတွက်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေတိုးလာတယ်လို့ဘေးရွှဲဆိုင်ငယ်မောင်းသူတယောက်ကပြောပါတယ်ပြည်သူ့လုံခြုံရေးအဖွဲ့ရဲဝင်ရောက်သူတွေကိုဘေးဆိုင်ငယ်အဖမ်းဆီးမခံရဖို့မတ်လုံးပေးထားတယ်လို့ညဘက်ကင်းလဲရမှာလဲအလှဲကြလိုက်ရတာမတင်ငါသူတွေတွေ့ရင်တရင်ပေးဖို့စောင့်ကြည့်စေခိုင်းတာရှိတယ်လို့ကိုရိုင်းကြုံတွေ့ရသူတွေကပြောကြပါရဲ့ရှင် ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့မှာတရုတ်ကျအုပ်တွေဝင်ရောက်လာတာကြောင့်ဒေသထွက်ကျအုပ်ရောင်းရတာတွေခက်လာတယ်လို့ဒေသခံတွေကပြောကြပါဗျ။တရုတ်ကျအုပ်အလုံး30ပါတကက်ကို7900ရှိပြီးလာရှုံဒေသထွက်ကျအုပ်အလုံး30ပါတကက်ကိုတော့7100ဈေးရှိတာကြောင့်ရောင်းရခက်နေတယ်လို့သိရပါဗျ။တရုတ်ကျအုပ်ကဈေးပေါ်ပြီးပိုရောင်းကောင်းကြောင့်နဲ့ကြောင်မဲကျအုပ်နဲ့တရုတ်ကျအုပ်ရောရောင်းတာတွေလည်းရှိပြီးဒေသထွက်ကျအုပ်ကတော့ဈေးကြီးတယ်လို့ဒေသခံမြို့သမီးတယောက်ကပြောပါဗျ။ တရုတ်ကျောင်းမဝင်ရောက်ခင်ကဒေတာထွက်ကျောင်းအလုံး30ပါတကက်ကိုကျက်1400အထိဈေးရှိခဲ့ပါတယ်။အခုတရုတ်ကျောင်းတွေဝင်လာတာကြောင့်ဒေတာထွက်ကျောင်းဈေးတွေလည်းကျကုန်တယ်လို့သိရပါတယ်။တရုတ်ကျောင်းတွေကိုချင်းရွှေဟော်ကနေမှာယူတင်သွင်းတာဖြစ်ပြီးအလုံး30ပါဆက်နှက်ကက်ရှိတဲ့တဖာကိုကျက်3000တာရှိပြီးလာရှိုးခြံတွက်ကျအူစီတပါကိုတော့ကျက်3,3800ကျက်ကနေကျက်3,4000ကျမှရှိနေပါတယ်။ လာရှုကနေ MNDAA တွေဆုတ်ခွာပြီးတဲ့နောက် MNDAA ထိန်းချုပ်ရာနယ်စပ်ဂိတ်တွေကနေတရုတ်ကုန်ပစ္စည်းတွေမြန်မာဘက်ကိုအများပြဝင်ရောက်လာတယ်လို့သိရပါတယ်ရှင်။ရမဲသိမြို့နယ်တွေကကျေးရွာတွေမှာတောင်ပြိုရေကြီးပြီးတဲ့နောက်ချောင်းမြောင်းပိတ်သွားတဲ့လယ်သမားတွေအနေနဲ့လယ်ပြင်မပေါ်နိုင်လို့လက်ရှိမိုးရာသီမှာတီးနှံဆိုင်ပျိုးဖို့အခက်အခဲတွေဖြစ်လာပါတယ်။ဟန်နာတရင်ပြပို့ထားတာပါရှင်။ ပြီးခဲ့တဲ့2024ခုနှစ်ကရမဲတဲ့မြို့နယ်မှာတောင်ပြိုရည်ကြီးမှုကြောင့်တောင်ယာလုပ်ငန်းနဲ့အသက်မွေးကြတဲ့ကျွာတွေမှာဒေသတွင်းရှိလယ်မြေရာမြေတွေအပါအဝင်တောက်ရည်သုံးရည်စိုက်ပျိုးရည်အကျွတ်အဓိကအရင်းမြစ်ဖြစ်တဲ့ချောင်းမြောင်းတွေမှာတောင်မြေဖုံးလန်းကျွားပြီးပိတ်ဆို့သွားခဲ့တာဖြစ်ပါတယ်စေရန်တရားအုံပြုပြီးပိတ်ဆို့သွားတဲ့လင်းမြေအချို့ကိုပြန်ပေါ်နိုင်ခဲ့ပေမဲ့တောင်သူအများစုကတော့လက်ရှိမိုးရသည်မှာတီးနှံဆက်ပြိုးနိုင်တဲ့အခြေအနေမှာမရှိဘူးလို့သူကုံကြီးရွာကတောင်သူတူဦးကပြောပါရင် ရေဘေးနဲ့ပတ်သက်တော့ကျွန်တော်တို့ရန်ဒီဘက်ကရေမြေတော်တော်ကောင်းတယ်အဆင်ပြေတယ်။ရေဘေးလာရတော့ရေကအားကြီးတာတောင်ကြီးရောဒီဆောင်းကြီးရောပေါင်းလာတော့လဲဒီကုန်ပါကုန်လာ။ကျွန်တော် ရေဒီရွာတော်မှရွာကုန်းလေးမဲ့ကျန်တယ်လေ။ကျန်တဲ့လဲရေရာကြီးအားလုံးအေက480လောက်ပြတ်ပြီးသွားတယ်။ပြီးတော့အခုချိန်မှာပြန်ပြင်တော့လေဒီမှာပြင်လို့ရောဆောင်းပေါက်ပါလား။နောက်ရေထွက်တဲ့ဒီရေထွက်ကိုအားကိုသုံးရတာကျွန်တော်ရေထွက်တဲ့ဆောင်းကြီးကလည်းပြောင်းကုန်လာ။နေနေမို့စီးသွားတော့ဒီဘက်ကအခုလက်ရှိ ကြံတဲ့ຢာလေးရနှုံးနေဖို့တုံးနေအဲ့တစ်တွေပါခုကခုသွားတော့ထိုက်တွေဖြစ်ကုန်ဒီထိုက်တွေကပြန်ပြင်းပြီးတော့လုံးကြီးရတယ်လုံးကြီးရပြန်တော့လဲကျွန်တော်တို့ကဟိုဒိုသာနဲ့ညှိရတော့တေကောက်တိန်း900တောင်းနေကျန်ငါးရက်က6ရက်ကဘုလိုလိုရဟိုနေက4ရက်နေ့9ရက်နေ့ရွာရတဲ့မိုးကြောင့်ကဒါကြီးကုန်ပြန်ပါသွားတယ်တောင်မြင်တဲ့တစ်သုံးတွေကြောက်ခဲကြီးတွေဖုံးလန့်သွားတဲ့လင်းမြေတွေကို တောင်သူအနေငယ်ကဒီသမုံးမှာတနာယီကို73000နဲ့ပြန်လဲတူးဖော်နေပြီမဲ့လဲမြေပြန်လဲရရှိအောင် တူးဖော်နိုင်တာမရှိပဲတောင်မြေကိုရမြေအဖြစ်အသုံးချပြီးပဲတီစိန်ဘွာစားတဲ့ရာတီးနဲ့အနေငယ်ကိုပဲစိုက်ပျိုးနိုင်တာဖြစ်ပါတယ်ဒါရဒူဇာနဲ့ပြန်ထိုးရတော့ကုမလည်းပြန်ပေါ်ရတာပေါ့လှုပ်စားလို့မရသေးဘူးတုံးနေတွန်းပြီးတော့ကုန်းဒီကုန်းနဲ့မလှုပ်စားလို့ရအောင်မယ်ဂျာစီကတော့ကျွန်တော်တို့ဒီမှာတော့ဒီလေကျွန်တော်နောက်ဘက်က32သိန်းလောက်ကုန်သွားတယ် ။မြေဆိုင်လို့မရသေးဘူးပေါ့။ကုန်းစည်းကုန်းဝင်ပဲလှုပ်ရှားလို့ရတယ်။နေပါလှုပ်ရှားလို့ရအောင်ပဲတွန်းထားရတာ။ကုန်းလှုပ်ရှားအောင်ရအောင်။ကုန်းလှုပ်ရှားအောင်လို့ရအောင်ပဲတွန်းထားရတာ။လဲလို့လှုပ်ရှားလို့မရသေးဘူးပေါ့။နောက်တစ်နေ့မှပဲပြန်လောအောင်ကုန်ကြရများတော့မြောင်းရလည်းမရှိဘူး။သူကုန်းကြီးရွာဟာဆေးရံတရားတွေအများပြအုံပြုလောက်ကင်ကြတဲ့မြန်မာနိုင်ငံရဲ့ရွှေအများဆုံးထွက်ရှိရာမုန်တီမုံမီရွှေလုတ်ကွက်ဟောင်းအနီးမှာရှိပေမဲ့တောင်ယာလုပ်ငန်းနဲ့အဓိကတက်မွေးတဲ့ကြီးရွာပဲဖြစ်ပါတယ် တူကုန်းလိုပဲချောင်းဖြာအင်တိုင်းကြီးရွာတွေကလည်းတောင်ယာလုပ်ငန်းနဲ့အတက်မွေးကြပေမဲ့အခုလိုတဘာဝဘေးကြုံတဲ့အခါမှာဆက်ရံတရားအခက်အခဲဖြစ်လို့တောင်မြေဖုံးလန်းတွားတဲ့လေယာချောင်းမြောင်းတွေကိုပြန်လည်တူးဖော်ဖို့တောင်သူအများစုကအခက်အခဲဖြစ်နေကြတာဖြစ်ပါတယ်။ဒီအခက်အခဲကိုဖြေရှင်းဖို့စစ်ကောင်စီရဲ့စစ်မှုလေယာဌာနကလည်းပြင်ဆင်ပြုပြင်ပေးနိုင်တာမရှိပဲမနစ်ကတည်းကအပြစ်အစီတွေကောက်ခံထားပေမဲ့တစုံတရာကူညီဆောင်ရွက်ပေးနိုင်တာတော့မရှိသေးပါဘူး။ ပြီးခဲ့တဲ့2024ခုနှစ်စက်တဘာ10ရက်နေ့ကမြန်မာနိုင်ငံရဲ့ရွှေအများဆုံးထွက်ရှိရာရမေးသိမ်းမြို့နယ်အရှိဘက်မုတ်တီမုံမီရွှေလုတ်ကွက်တကြောမှာတောင်ပြူကြမှုကြောင့်ချောင်းတလျှောက်ကကြီးရွာရီမှာရင်းနှမြုပ်ပြီးရွှွ့နှွန်တွေဖုံးလွှမ်းသွားခဲ့တာကြောင့်ဒေသခံတရားကြောတည်ဆုံခဲ့တာဖြစ်ပါတယ်။ကျွန်မဟန္နာပါအဲအိန္ဒိယလေရင်ပြကြတဲ့နေရာမှာခီးစဉ်အတွက်အလွန်အရေးပါတဲ့ black box တစ်ခုကိုရှာတွေ့ပြီးဖြစ်ကြောင်းလေကြောင်းတည်ယူပို့ဆောင်ရေးဝန်ကြီးကအတည်ပြုလိုက်ပါတယ်။ အခင်းဖြစ်ပြီးရဲ့နောက်28နှစ်အတွင်းအိန္ဒိယလေယာဉ်မတော်တဆမှုစုံစမ်းစစ်ဆေးရေးဘူရိုအဖွဲ့ AAIB က Black Box ကိုပြန်လည်ရယူနိုင်ခဲ့လို့ဆိုပါရယ် Black Box ပြည်သိရှိထားတဲ့လေကြောင်းခီးစဉ်ဆိုင်ရာအချက်လက်မှတ်တမ်းနဲ့ electronic ကိရိယာကတော့အရွယ်စားရသိငယ်ပေမဲ့အလွန်ခိုင်ခက်မှုရှိပါရယ်ပုံမှန်အဖြစ်လေရင်တွေမှာတော့ black box နှလုံးပါဝင်လေးရှိပြီးအဲ့ဒီတွေကတခုကအမြင့်ပေနဲ့အမြန်နှုံးလိုမျိုးလေရင်နဲ့ပတ်သက်တဲ့အချက်လက်တွေကိုသာမှတ်တမ်းတင်ပေးထားပါဗျ။ နောက်ထပ်တစ်ခုကတော့လေရင်မောင်းတဲ့အခန်းရဲ့အတန်မှန်သမျှကိုဖမ်းယူထားပြီးဒါဟာလေရင်မူးတွေကြောင့်မှစကားပြောဆိုတာနဲ့ပုံမှန်မဟုတ်တဲ့စူညံသံတွေအထိပါပြန်နားထောင်ဖို့ဖြစ်နိုင်ပါတယ်။ဒါမှသာအခင်းဖြစ်ခဲ့တဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးရေးအဖွဲ့တွေကဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ Air India ရဲ့ထုတ်ပြန်ချက်အရ Boring 787 Dreamliner လေရင်ပေါ်မှာအိန္ဒိယနိုင်ငံသား169ဦး၊ဗြိတိန်နိုင်ငံသား53ဦး ေါ်တူဂီနိုင်ငံသား9ဦးနဲ့ကနေဒါနိုင်ငံသား2ဦးတို့လိုက်ပါခဲ့ပြီးတဦးသာရှင်ကျန်ခဲ့ကြောင်းသိရပါပါတယ်ရှင်။အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်းဒေးဗစ်ဗက်ခန်ဟာဂျွန်လ14ရက်နေ့ကချားစ်ဘယင်ရဲ့နှစ်ပတ်လည်မွေးနေ့ဂုဏ်ပြုစာရင်းမှာပါဝင်ခဲ့ပါတယ်။အသက်50ရွယ်ဘက်ခန်းဟာ1993ခုနှစ်မှာသင်တန်းသားအနေနဲ့ Manchester United ကိုရောက်ရှိလာခဲ့ပြီးကလပ်အတွက်ပွဲပေါင်း400နီးပါးကစားခဲ့တယ်လို့စူဖလားတွေလည်းသတ်ခုနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Real Madrid, AL Galaxy နဲ့ AC Milan အသင်းတွေစီကိုပြောင်းရွှေ့ကစားခဲ့ပြီးနိုင်ငံအသင်းတွေလည်းအသင်းကောင်းဆောင်ဖြစ်တဲ့58ကြိမ်အပါအဝင် ပွဲပေါင်း135ပွဲကစားခဲ့ပါတယ်။1999ခုနှစ်မှာ fashion designer နဲ့ spice ကအဖွဲ့တွေက Victoria နဲ့လက်ထပ်ခဲ့ပြီးတဲ့နောက်မှာတော့ဘောလုံးသမားတယောက်ထက်ကျော်လွန်ပြီး celebrity အဖြစ်ကိုပုံမိုနာမည်ကျော်ကြားခဲ့ပါရှင်။ ဒီ VV ရုပ်မြင်သံကြားရဲ့မနက်၈နာရီသတင်းလေးကိုကြည့်ရှုခဲ့ရတာပါမနက်၈နာရီအချိန်မှလည်းထပ်မံရရှိထားတဲ့သတင်းလေးကိုဖြည့်ဆွတ်တင်ဆက်ပေးတော့ပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်တီပါ